မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းဤမြန်မာသားဖန်နီးနဲ့စကားပြောဆိုနီးလေးတွေအပြင်အတန်းစင်အလိုက်မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါတယ်ရှင်ဒီနေ့တော့တတ်သမတန်မြန်မာသားဖတ်စာမှာပါဝင်တဲ့အလင်္ဃလေးတွေအကြောင်းတင်ပေးနေတာက နေပြီးတော့ရင်ကြံတဲ့အတိတ်တရားဗုဒ္ဓအလင်ကအကြောင်းကိုဆက်လက်ပြီးပြောပြပေးသွားမှာဖြစ်ပါတယ် အလင်းငါတွေကိုအမျိုးအစားဖွဲ့ပြီးလစ်လာမယ်ဆိုရင် နှစ်မျိုးခွဲပြီးလစ်လာနိုင်တာဖြစ်ပါတယ်ဓာတ်ရိုက်ဖွဲ့တဲ့အလင်းငါနဲ့ပွဲဝိုက်ဖွဲ့တဲ့အလင်းငါဆိုပြီးတော့ရင် အလင်းငါနှစ်မျိုးခွဲပြီးတော့လစ်လာနိုင်မှာဖြစ်ပါတယ်တိုင်းရိုက်ဖွဲ့တဲ့အလင်္ကာကတော့တဘာဝအတိုင်းမုတ်ချသဘောကို ပြခြင်းဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုတဘာဝဝုတ်တိအလင်္ကာလို့ခေါ်ပါတယ်။တိုင်းရိုက်မဟုတ်တဲ့ ပွဲဝိုက်ဖွဲ့တဲ့အလင်ငါကိုတော့ဝင်ငါဝုတိအလင်ငါလို့ခေါ်တာဖြစ်ပါတယ်။အဲ့ဒီဝင်ငါဝုတိအလင်ငါတဲမှာမှအကြောင်းသားတွေသိဖို့လိုတဲ့အလင်ငါလေးအကြောင်းကိုတင်ကြားပေးနေတာဖြစ်ပါတယ်။ဒီနေ့ကတော့အတိတ်တရားဝုတိအလင်ငါအကြောင်းကိုဆက်လက်ပြီးပြောပြပေးသွားမှာဖြစ်ပါတယ်။အတိတ်တရားဝုတိဆိုတာကတော့အတိတ်တရားဝုတိဆိုတာကတော့ နော်အလွန်အကျူးဖတ်ဆိုထားတာကို အတိတ်တရားဗုဒ္ဓအလင်ကလို့ခေါ်တာဖြစ်ပါတယ်ဥပမာအားဖြင့်ကြည့်မယ်ဆိုရင်ဘုံကြီးတန်ကဗျာတပုတ်မှာဘုံတီးတဲ့ကောင်ဘုံတော်သားလေးတယောက်ကနေပြီးတော့ကောက်ဆိုင်တမလေးတယောက်ကို သူကနော်ပြောထားတယ်ဘလို့ပြောလဲဆိုတော့ရွှေနှတောင်းကိုလဘုံကောင်းလောက်ဝင့်စေမယ်လို့ဆိုပြီးတော့ရင်ရေးဖွဲ့ထားတာတွေ့ရတယ် ဒီအဖွဲကိုကြည့်မယ်ဆိုလို့ရှိရင် ရွှေနှစ်တောင်းကိုဘုံကောင်းလောက်เนาะဝစ်စေမယ်ဆိုပြီးတော့ဘုံကောင်းလောက်ကြီးတဲ့ရွှေနှစ်တောင်းဆိုပြီးတော့ရင် သူကအလွန်အကျူးဖွဲ့ဆိုထားတာဖြစ်ပါတယ်လွန်လွန်ကဲကဲဖွဲ့ထားတာဖြစ်ပါတယ်ဒါလေးကတော့အတိတ်တရဗုဒ္ဓအလင်ကဖွဲ့ဆိုနည်းလေးပဲဖြစ်ပါတယ်ကဲနောက်ထပ်မြမစကပုံထဲမှာကြည့်မယ်ဆိုရင်နော်မာလင်တန်ကြောင်ပျော့လင်ဖျောင်းတဲ့နော် ဒီစကပုံကိုလည်းကြည့်မယ်ဆိုလို့ရှိရင်သူကအတိတ်တရားဥဒိအလင်္ကာနဲ့เนาะဖွဲ့ဆိုထားတာဖြစ်ပါတယ်မာရင်တန်ချောင်းလိုပဲမာတယ်စိတ်ကပြောလို့ရှိရင်တော့ဖျောင်းလိုပဲပျော့ပြောင်းနေဆိုပြီးတော့ရင် အတိတ်တရားဝုတ်တိအလင်္ကာနဲ့ဖွဲ့ဆိုထားတာဖြစ်ပါတယ်အဲ့ဒီလိုပဲเนาะလွန်းလွန်းကျူးကျူးเนาะဖွဲ့စည်းပုံအရယူပက အလင်္ကာတွေဥပမာ အလင်္ကာတွေဖြစ်ခြင်းဖြစ်ပါစေ နော်လုံလုံခက်ခက်ပြောတဲ့သဘောကို အတိတ်တရဗုဒ္ဓအလင်ကဆိုပြီးတော့ရင်ကောက်ယူလို့ရတာဖြစ်ပါတယ်။ကဲဒီမှာကြည့်မယ်ဆိုရင်ဥပုံညာကနေ ရေးထားတယ်စက္ကဝါတင်းတောင်းနဲ့နော်တင်းတောင်းနဲ့စက်ကြဝဲလာနော်စက်ကြဝဲလာနဲ့တင်းတောင်းကိုထပ်တူပြုတ်ထားတယ်နော်စက္ကဝါတင်းတောင်းနော်စက္ကဝါဆိုတာစက်ကြဝဲလာတင်းတောင်းဆိုတာတင်းတောင်းစက် ီတင်းနှောင်းကြီးကဘလောက်ထိတောင်ကြီးလဲဆိုတော့စက်ကြဝလာကြီးလောက်ကြီးတယ်ဆိုပြီးတော့ရင်သူကတင်းနှောင်းနဲ့စက်စက်ကြဝလာကိုထပ်တူပြုတ်ထားတယ်ဘာလင်းကလဲဆိုတော့ယူပကအလင်းကဒါပေမဲ့နော်ယူပကအလင်းကသဘောကိုစောင်းပေမဲ့နော်တင်းနှောင်းကြီးကြီးမလုံးအကြီးကိုတင်းနှောင်းကြီး နော်ကြီးမလုံးအပ်ကြီးတာကိုစัจ java ရာနဲ့နှိုင်းထားတဲ့အတွက်ကြောင့်မလို့သူဟာအတိတ်တရားဝုတ်တိအလင်ကလို့ပဲသူကကောက်ယူရမှာဖြစ်ပါတယ်။ဒါလေးကတော့အတိတ်တရားဝုတ်တိအလင်ကလေးကိုပြောပြခဲ့တာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။